TikTok မှာကျွန်မတွေ့ခဲ့တဲ့ဒီ comment လေးကိုပြန်ပြီးတော့ဖြေပေးခြင်းနဲ့ AA line game မှာလည်း manifest ဆိုလို့လုပ်ပြီးပြီဘာမှလည်းမထူးကြဘူး can ji zat dai su ni de pat san ga le kong lai da taw taw le a jwe ni daw tin na le di the ma di lo myo khan sa ya de tu me yaw ba le manifestation ni lou de gate de pwin ne paw de dai go mwin ne da ba me le ba ma ma phit la de ba ma a chang ma thu de mu so le kha cha ye sa pi lo manifest ma lou khin ma a ya a long go jaw sa pi lo attract ma lou khin ma ပထမဦးဆုံးဘာကိုစစ်ရမလဲဆိုတော့ကိုယ့်ရှိမှာဘယ်လောက်ထိ negativity ရှိလဲကိုယ့်ရှိမှာဘယ်လောက်ထိ judgment တွေရှိလဲအထူးသဖြင့်ကိုယ့်ရှိမှာ among တရားတွေရှိနေသေးတယ် internet ပေါ်မှာကိုတခါမှမမြင်မှုတဲ့သူတယောက်ကိုကြိတ်ပြီးမုန်းနေလားကိုမိသားစုဝင်တဲကလူချက်ကိုကြိတ်ပြီးမုန်းနေလားဒါမှမဟုတ်ရင်ကိုရဲ့အိမ်နောင်ဘက်အဟောင်းကိုရဲ့ ex husband ex wife ကိုမုန်းနေလားကိုဘဝမှာအမုန်းတရားတွေပြည့်နေနေတယ် negativity တွေနဲ့ပြည့်နေနေတယ် judgment တွေသူများတွေကိုလိုက်ဝေဖန်နေကိုတည့်ရလူပဲဖြစ်ဖြစ် မသိရလို့ပဲဖြစ်ဖြစ်ဒါတွေအကုန်လုံးက negative forces တွေအထူးသဖြင့်အမုန်းတရားတွေအဲ့ဒီအမုန်းတရားတွေပြည့်နှက်နေရဆိုတဲ့အခါကျရင်ဘလောက်ပဲ gate တွေပွင့်ပွင့်ဘလောက်ပဲ manifestation တွေလှုပ်လှုပ်ပတ်စံတော့ဝင်လာပေမဲ့လေအဲ့ပတ်စံတွေကပြန်ပြီးတော့အလင်းတကူထွက်သွားတတ်တယ်ကျွန်မဥပမာလေးတစ်ခုနဲ့ပြောရမယ်ဆိုရင်ကျမမှာဒီမှာယေဒနာဘူးရှိယေဒနာတွေအကုန်လုံးကို ကျမတူလောင်ထားမဲ့နေရာက plastic 8ထဲမှာကျမထည့်ထားမယ် ပလတ်စတစ်အိတ်ထဲမှာကျမဒီရွှေငွေရတနာတွေကိုတိမ်းထားတာကပဏံသိရလားမြင်လို့ကောင်းရလားမကောင်းအဲ့တော့ဘာလုပ်လဲဆိုတော့ကျမကဘူးလှလှလေးနဲ့ဒါရတနာတွေထည့်တဲ့ပူလေးထဲမှာကျမကတယုတရနဲ့တသိရကျမထည့်ထားလိုက်တယ်အဲ့လိုပဲကျမတို့ရဲ့ခန္ဓာမှာအရင် dance ဖြစ်တယ် negativity တွေနဲ့ကိနှံ့နေပြီးတော့ပိတ်ဆို့နေတယ်ဆိုတဲ့အခါမှာကျမတို့ manifest လုပ်ချင်တဲ့ဟာတွေအကုန်လုံးကောင်းပိတ်ညွန့်ပိတ်ဒီရွှေငွေရတနာတွေလိုမျိုးပဲဒီ jewelry လိုမျိုးပဲ ို့ခန္ဓာကိုယ်ရဲ့ကိုကို့ဘဝတွေကိုဆွဲဆောင်တော့မှာကျွန်မခုလေးလာနေတဲ့ကဘာလာကဘာပြောလဲဆိုတော့ဒီခန္ဓာကိုယ်ကဒါကျမတို့ attract လုပ်တဲ့ခန္ဓာကိုယ်ဒါရဲ့ vessel ကောင်းမင်းညွမင်းတွေကိုကျမတို့ attract လုပ်ပဲဆိုတဲ့အခါကျရင်ဒီခန္ဓာကိုယ်ကလင်းနေတယ်။ကိုယ့်ရဲ့ negativity ကဒီခန္ဓာကိုယ်မှာ emotion တွေအားလည်းခန္ဓာကိုယ်မှာသိမ်းအောင်နေတတ်တယ်။အဲ့ဒါတွေရှိနေလဲဆိုတဲ့အခါကျရင်ဘလောက်ပဲ manifestation တွေလုပ်ပါစေဘလောက်ပဲဆူတောင်းပါစေတင်းနန်းနေတက်ရတာလိုက်ပြီးတော့ loading နေတာ unique more 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 I need more ငါထပ်ပြီးလိုချင်သေးတယ်ထပ်ပြီးလိုချင်လေလေမရလေလေပဲပထမအဆုံးကျမတို့ဘာလုပ်မလဲဆိုတဲ့အခါကျတော့ကျမဒီ concept ကို limitless abundance and miracle မှာကျမအများကြီးပြောခဲ့ပြီးသွားပြီအခုရေးခဲ့တဲ့ comment ကိုလည်းကျမအင်ဂျယ်မော်နေနဲ့ အဲ့ဒီ class မှာကျမဖြေခဲ့ပြီးသွားပြီဒီလိုမျိုးကန်ဆိုးတာတွေဆက်ပြက်တိုင်းမှာ lucky ဖြစ်လာရင်လို့မခံစားရအောင်သူများတွေကတော့ပတ်စံနေဝင်လိုက်တာငါကတော့ဘာလို့မဝင်တာလဲတခါတလေကျရင်ဒီလိုမျိုးဇက်တိုက်ဖြစ်တာကကို့အတွက်ကောင်းတယ်အစိုးရကြီးပဲဇက်တိုက်ဖြစ်လာတယ်ဆိုတဲ့အခါကျရင်ဘာကိုယုံကြည်ရမလဲဆိုတော့ဒီအစိုးရပြီးသွားပြီဆိုတဲ့အခါကျရင် နောက်ထပ်တစ်စက်မလိုတော့တယ်အဲ့ဒီ the next step အဲ့ဒီ the next step ကကိုလိုချင်တဲ့ miracle ဒီ blessing ရောက်လာတော့မှာ ဒါပေမဲ့တော်တော်များများကဘယ်နေရာမှာလက်လျှော့သွားလဲဘယ်နေရာမှာ give up လုပ်သွားလဲဆိုတဲ့အခါကျတော့ဆိုးလိုက်တာကန်နေကြီးပဲဆိုးနေတယ်သူများတွေကတော့ကောင်းပြီရောငါကျတော့ဘာဖြစ်လို့မကောင်းတာလဲငါကျတော့ကောင်းတာရဲ့ဘာလို့မဖြစ်သေးတာလဲအဒီ negativity အကြောင်းနောက်တစ်ဆင့်မတက်ခင်လေးမှာ marigold နဲ့ဝေးသွားကြတယ်ဘလောက်ပဲ manifest ဖြစ်ပါစေမဖြစ်လာသေးဘူးဘာမှအကျိုးမထူးသေးဘူးသူများတွေရောထူးရဲကိုကတော့မထူးသေးဘူးဆိုတဲ့အခါကျရင်ကိုဘဝမှာကိုမချေနှက်နေတဲ့သူတွေမုန်းနေတဲ့သူတွေ အမုန်းတရားရှိနေတဲ့သူတွေကိုစိတ်ထဲမှာဒီလူတယောက်နဲ့မကြားလိုက်ပြီဆိုရင်မုန်းပြီးတော့မမြင်မမကြားချင်ဖြစ်အောင်ဘသူတွေရှိလဲကိုစိတ်ထဲမှာမုန်းနေရလို့အဲ့လူတွေကိုခြားရေးပြီးတော့အဲ့လူတွေကိုအလင်းရောင်နေဖို့ဖို့လိုတယ်မေတ္တာပို့ဖို့လိုတယ်အဓိကကိုယ့်ရဲ့တင်ညာထဲမှာ အမုန်းတရားမရှိအောင်ပထမဦးဆုံးထုတ်ပြဖို့လိုပါတယ်